အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့အင်္ဂါနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးတိချာလေးကြည့်ပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လေပိုကီလေးတွေရေးပေးခဲ့ပါအောင်ဗျာနော်တောင်ကုန်းလေးတစ်ခုရဲ့အစုံအပြားရွာလေးတစ်ရွာမှာမင်းထက်လို့ခေါ်တဲ့ဗဟုပညာကိုဝါသနာပါတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ် ဒီနေ့မှာတော့သူဟာရွာပြင်ဘက်ကတောင်ဆောင်နာမှာအလွန်ကြီးမားပြီးတော့မညီမညာဖြစ်နေတဲ့ကြောက်တုံးကြီးတုံးကိုတွေ့ခဲ့ပါတယ်။ရွာသားတွေအားလုံးကတော့အဲ့ဒီကြောက်တုံးကိုအတုံးမဝင်တဲ့ကြောက်တုံးကြီးတုံးအဖြစ်ပဲမြင်ကြပါတယ်။ဒါပေမဲ့မင်းထက်ရဲ့မျက်လုံးထဲမှာတော့အဲ့ဒီကြောက်တုံးကြီးထဲမှာအာမန်အပြည့်နဲ့ကောင်းငင်ကိုပြန်တက်ဖို့အစဉ်အသစ်ဖြစ်နေတဲ့လေးယောက်ငယ်ကြီးတစ်ကောင်ကိုသူမြင်နေခဲ့ပါတယ်။ သူကသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့ဗဘူးထူးတဲ့ကရိယာတွေကိုယူပြီးတော့အဲဒီကြောင်တုံးကြီးစီကိုနေတိုင်းသွားခဲ့ပါတယ်။ရွာသားတွေကသူ့ကိုကြည့်ပြီးတော့ရင်မောကြပါတယ်။မင်းထက်မင်းယူနေပြီလား။ဒီအသောမွေနဲ့ကြောင်တုံးကြီးကိုအချိန်ကုန်ခံပြီးတော့မအောင်နေတာလေလို့ပြောကြပါတယ်။တချို့ကလည်းမင်းရဲ့အချိန်တွေအလကားဖြစ်နေအောင်မေကွာ။အိမ်ကိုပြန်ပြီးတော့အနားယူပါတော့လို့တတိပေးကြပါတယ်။ ဒါပေမဲ့မေထက်ကတော့ဘသူရဲ့စကားကိုမှ နားမဝင်ခဲ့ပါဘူး။သူ့ရဲ့စိတ်မျက်လုံးထဲမှာမြင်နေရတဲ့လေးယုံငှက်ကြီးကိုပဲအာယုံဆိုင်ထားခဲ့ပါတယ်။နေဘူးမရှောင်းမိုးရွာမရှောင်းသူဟာကြောက်တုံးကြီးကိုပဲထုစစ်နေခဲ့ပါတယ်။သူတစ်ချက်ထုလိုက်တိုင်းကြောက်မုံတွေလွှဲစင်သွားသလိုသူ့ရဲ့ချွေးဆက်တွေဟာလည်းမြေကြီးပေါ်ကိုအဆက်မပြတ်ကြာဆင်းနေခဲ့ပါတယ်။ရက်တွေဟာလားတွေအဖြစ်ပြောင်းလဲသွားပါတယ်။သူ့လက်တွေမှာအတမာတွေတက်လာခဲ့ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးလည်းနာကျင်ကြိုက်ခဲနေခဲ့ပါတယ်။တခါတလေမှာတော့သူလည်းတန်တရားတွေဝင်လာခဲ့ပါတယ်။ငါတကယ်ပဲမှားနေပြီလား။ဒီကြောက်တုံးကြီးကတကယ်ပဲအသုံးမဝင်တဲ့ကြောက်တုံးကြီးဖြစ်နေမလားဆိုတဲ့အတွေးတွေကတော့သူ့ကိုညာဘက်တွေမှာအိတ်မပြောစေခဲ့ပါဘူး။ဒါပေမဲ့မနေ့မိုးလင်းလို့နေရောင်တွင်းတွင်းလေးကအဲ့ဒီကြောက်တုံးကြီးပေါ်ကိုကြာရောက်လာတဲ့အခါတိုင်းမှာတော့ကြောက်တုံးထဲမှာ ပုံကွယ်နေတဲ့လေးယုံငယ်ကြီးကပဲသူ့ကိုလက်ပြခေါ်နေတယ်လို့သူခံစားနေရပါတယ်။အဲ့ဒီအခါမှာတော့သူ့ရဲ့ပျောက်ဆုံးသွားတဲ့ခွန်အားတွေကအလိုလိုပြန်ပြေးလာခဲ့ပြန်ရော။နောက်ဆုံးမှာတော့အချင်းတော်တော်ကြာပြီးတဲ့နောက်မှာတော့ဒီနေ့မှာအဲ့ဒီကြောင်တုံးကြီးစီကနေပြီးတော့အန်အောပွေပုံကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။သူ့ရှာတဲ့အကြီးကွညွတ်တဲ့နှုတ်သီးခံညာစွာဖြန့်ကျက်ထားတဲ့တောင်ပင်တွေနဲ့ကောင်းငင်ကိုအရှိန်ယူပြီးတော့ပြန်တဲတော့မဲ့လေးယုံငယ်ကြီးတစ်ကောင်ရဲ့ပုံကြီးပါပဲ။ အသက်ဝင်လုံးလို့တကယ်လင်းယုံအစ်စ်လို့တောင်ထင်မှတ်မှားနိုင်ပါတယ်။သူကိုရဲမောခဲ့ကြတဲ့ဂျွာသားတွေဟာအခုတော့အန်အောမင်သက်စွာနဲ့ပဲသူ့ရဲ့လက်ရာကိုလာရောက်ကြည့်ရှုကြရပါတယ်။သူတို့ဟာအတော့မဝင်ဘူးလို့ထင်ခဲ့တဲ့ကြောက်တုံးကြီးတွေကနေပြီးတော့ဒီလိုအသက်ဝင်တဲ့ဗပူလက်ရာတစ်ခုထွက်ပေါ်လာတာကိုမယုံနိုင်အောင်ဖြစ်နေကြပါတယ်။အဲဒီအခါမှာ အဖိုးတို့တယောက်ကတော့မင်းထက်ကိုမေးလိုက်ပါတယ်။မင်းဒီကြောက်တုံးကြီးထဲမှာလင်းယုံရှိနေတာကိုဘယ်လိုများသိခဲ့တာလဲ။ ်မင်းထက်ကတော့ပြုံးပြီးတော့အခုလိုပြန်ပြေးလိုက်ပါတယ်လင်းယုံကအစကတည်းကဒီကြောက်တုံးထဲမှာရှိနေခဲ့တာပါကျွန်တော်လှုပ်ခဲ့တာကတော့သူ့ကိုဖုံးအုပ်ထားတဲ့မလိုအပ်တဲ့ကြောက်ပဲ့ကြောက်စာလေးတွေကိုဖယ်ရှားပေးလိုက်တာပါပဲဒီဇလန်လေးကတော့ကျွန်တော်တို့ကိုသင်ငန်းစာတွေပေးနေခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဘဝဟာအဲ့ဒီကြောက်တုံးကြီးတွေနဲ့တူပါတယ်ကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲမှာအိမ်မက်ဆိုတဲ့အစွမ်းစာဆိုတဲ့လင်းယုံငှက်တကောင်စီကိန်းအောင်နေပါတယ် တ်ဝန်းကျင်ရဲ့ဝေဖန်တန်တွေကိုကိုကိုတန်စရာဖြစ်ခြင်းတွေဘဝရဲ့အခက်အခဲဆိုတဲ့မလိုအပ်တဲ့ကြောက်ပဲ့ကြောက်စတွေကကျွန်တော်တို့ရဲ့တကယ့်အစွမ်းအစာတွေကိုဖုံးအုပ်ထားတတ်ပါတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ရဲ့ဇွဲလုံလဝရိယဆိုတဲ့တူနဲ့ဆောက်ကိုအသုံးပြုပြီးတော့နှင်းစင်တဲ့အမြနည်းနည်းချင်းဖယ်ရှားသွားရမှာပဲဖြစ်ပါတယ်အချိန်ကြာကောင်းကြာပါလိမ့်မယ်ပင်မန်းကောင်းပင်မန်းပါလိမ့်မယ် ဒါပေမဲ့တနေ့နေ့မှာတော့ကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲမှာရှိတဲ့ခွန်အားအပြင်းနဲ့လင်းယုံငယ်ကြီးဟာလှပစွာထွက်ပေါ်လာမှာတော့အသေးချာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝကြောင့်တုံးကြီးကိုအတော့မဝင်ဘူးလို့ဘယ်တော့မှမတွေးလိုက်ပါနဲ့။ကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိတဲ့လင်းယုံငယ်ကိုရှာဖွေထွေးရှိပြီးတော့ကောင်းကင်မှာလွတ်လပ်စွာပြန်တန်းနိုင်ဖို့အတွက်စူးစမ်းလိုက်ဖို့ပြောကြရင်းနဲ့ဇလန်းလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။